တရုတ်စစ်တပ်တွင်းပိုင်းမှာယာရူးဖြုတ်ထုတ်ရှင်းလင်းမှုတွေလုပ်ပြီးရှီကျင်းပြင်လူယုံတူအုပ်ကိုယာရူးဒုတိယအမြင့်ဆုံးဗိုလ်ချုပ်ကြီးဖြစ်ပြောင်းလဲခန့်အပ်လိုက်တယ်လို့သိရပါတယ်တရုတ်စစ်တပ်တွင်းပြောရမယ်ဆိုတော့ပန်းစင်ရေးတစ်ခုကြီးလုပ်ခဲ့မှုမှာဗိုလ်ချုပ်ကြီးကိုယာရူးကနေထုတ်ပယ်ခံရပါတယ်သူတို့ကတော့တန့်စင်မှုလို့တုံးတော့ပေမဲ့တကယ်တော့ယာရူးကနေဖြုတ်ပြီးတော့ထောင်ထဲပို့လိုက်တာဖြစ်ပါတယ် ဂျပန်ကြာမှာတော့ဝိုင်းရစ်ဘူတိုဂျီချန်ရှာမင်ကိုဒုတိယရာထူးအမြင့်ဆုံးဘူတိုဂျီဖြစ်တရုတ်ကွန်မြူနစ်ပါတီကရွေးချယ်ခံအပ်ပါတယ်တူဝါစတက်တွင်အဂရီလိုက်ဆောင်မှုတိုက်ဖြတ်ရေးကိုကြီးကြပ်ဆောင်ရွက်နေသူဖြစ်ပါတယ်ချန်ရှာမင်ကိုဘဟုစစ်ကော်မရှင်ဖွဲ့ဒုခရခန့်အကြောင်းလေရကြဘိုးကော်မတီအစည်းအဝေးနောက်ဆုံးနေ့မှာထုတ်ဖော်ကြေညာပါတယ်။ကျန်းရှမ်းမင်းဟာအစစ်မြေဆုံးဒုဥက္ခရနဲ့တမောရှိပြီးရင်တော့တရုတ်နိုင်ငံရဲ့ ထိတ်တန်းစစ်ဘက်ဆိုင်ရာအဖွဲ့ကြီးဖြစ်တဲ့ဗဟိုစစ်ကော်မရှင်ဖွဲ့မှာတတိယရာထူးအမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်လာမှာပါဒုတိယရာထူးအမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးကျန်းရွှေရှောင်းတော့ကြော်နိုင်ခြင်းမရှိပါဘူးရာထူးကလည်းထုတ်ပယ်ခံရတဲ့ဗိုလ်ချုပ်ကြီးကိုဦးဟာစိုးရတဲ့ငွေကြေးပိုင်းဆိုင်ရာပြမှုတွေကျူးလွန်ခဲ့တယ်လို့ဆွဆွဲခံထားအကြောင်းတရုတ်ကာကွယ်ရေးဝန်ကြီးဌာနကပြီးခဲ့တဲ့သတင်းပတ်ကထုတ်ဖော်ပြောပါတယ်ဒါပေမဲ့လည်းဒါဟာနိုင်ငံရေးအရာ ဖြုတ်ဖုတ်ရှင်းလင်းမှုသာဖြစ်နိုင်တယ်လို့ကဲခတ်တွေကယူဆနေပါတယ်ဒီဘိုးချုပ်ကြီးတွေကိုယာဒူကထုတ်တာဟာနှစ်ပေါင်းများစွာအတွင်းတရုတ်စစ်တပ်ပေါ်ကွန်မြူနစ်ပါတီရဲ့အကြီးမားဆုံးလူသိရှင်ကြားနှစ်ကွန်မြူကြီးပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလိုခြေရကနေနေမှုတွေလုပ်မယ်ဆိုတော့ဘိုးစစ်ကော်မရှင်ကအရေးအမွတ်ပြောနေတာလားနဲ့ချီရှိပါပြီစစ်တပ်တွင်အစိတ်သွင်းစေတဲ့ဩဇာလွန်မှုကိုတုတ်တင်ရှင်းလင်းဖို့ညွှန်ကြားထားတဲ့လမ်းညွှန်ချက်တွေကိုဘိုးစစ်ကော်မရှင်က ဇူလိုင်လကလည်းထုတ်ပြန်ခဲ့ပြီးကေရာဖွဲ့ဝင်တွေအတွက်တမိစီမင်းနေချမှတ်ပါတယ်။အကြောသေးခင်နှစ်ပိုင်းတွင်ကာကွယ်ရေးဝန်ကြီးဟောင်းတွေဖြစ်တဲ့ဝေဖန်ကီးနဲ့လီချမ်ဖူးပါဝင်တရုတ်စစ်ဘက်ဆိုင်ရာအရာရှိကြီးတွေကိုထုတ်ပယ်ခဲ့တဲ့လူသိရှင်ကြားလောက်ရကြီးတခုအ ਨੇ ပါရှိခဲ့ပါတယ်။အဲဒီကတကယ်တော့အစာပြုံးမှုသာဖြစ်ပြီးနောက်ပိုင်းမှာအကြီးကျယ်လုပ်ခဲ့တာဖြစ်ပါတယ်။ရှာလူတိုးခံခဲ့ရပြီးအသက်69နှစ်ရွယ်ဗိုလ်ချုပ်ကြီးကျန်းရှင်မင်းဟာ တုတ်ထက်ပူရတို့ကြည့်တဲ့နောက်ဒုတိယဥက္ခရာဘိုးတို့ကြီးကျန်းယူရှာနေတူဘိုးစစ်ကော်မရှင်မှာတာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။သူကပြောရမယ်ဆိုရင်တော့တရုတ်စစ်တပ်ကအမြောက်တစ်ခွဲကဘိုးတို့ကြီးတူဖြစ်ပြီးတော့ဘိုးစစ်ကော်မရှင်ရဲ့အကတိလိုက်ဆောင်မှုတိုက်ဖြတ်ရေးအဖွဲ့ခွဲမှာလက်ထောက်တွင်းမှုဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။သူကနိုင်ငံရဲ့လက်ပိုင်းရှမ်းစီပြည်နယ်သားဖြစ်ပြီးတော့1988မှာစစ်တပ်ထဲဝင်လာတာဖြစ်ပါတယ်။ ဂျာတာပရင်းလေးကပြီးဆုံးသွားတဲ့၄ရက်ကြာစီဝေးတွင်တရုတ်ကွန်မြူနစ်ပါတီဘိုကွန်မတီကသူတို့ဦးစားပေးအစီအစဉ်တွေကိုလမ်းညွှန်ပြထားတဲ့၅နှစ်စီမံကိန်းအသစ်အတည်ပြုပါတယ်။အဲ့ဒီစီမံကိန်းထဲမှာသိပ္ပံနီးကျနေပညာအရာကိုကိုကိုအကူဖို့လေးထားဖော်ပြပါတယ်။တကယ်လို့ကွန်ပျူတာချစ်ပြားနေတဲ့ခင်မီဆော့ဖ်ဝဲတွေရနိုင်ခွင့်ကို transfer ကစကန်တက်နေမယ်ဆိုရင်တရုတ်နေပညာကမ္ဘာတွေအနေနဲ့ကိုအားကိုကိုကိုလိုလာမှာဖြစ်ပါတယ်။ဒီစီမံကိန်းထဲမှာ ဘောပောင်းဝင်ချင်းထင်းသိရင်အတွင်ပြောင်းကာလာရအောင်တွန်းအားပြီးလှုပ်ဆောင်မှုတိုက်တွန်းသလိုပထမနိုင်ငံရေးရမရေးမရဖြစ်နေတဲ့အခြေအနေမျိုးမှာကာဝေးရေးတပ်ကိုခင့်မိတူတက်အောင်လှုပ်ဖို့ဆုံးရှုံးခရရတဲ့ထုတ်ကွန်ပန်းတော်ဝင်ပြန်ရအောင်ပြည်တွင်းဝယ်ယူစားသုံးမှုတိုးလာစေလို့ဖို့လဲတိုက်တွန်းထားတယ်လို့သိရပါတယ်။